Good afternoon everyone. Gain with အင်အားနေကြိုဆိုပါရယ်။နားထောင်ရင်စတဲ့အစီအစဉ်လေးဖြစ်တယ်ပေါ့နော်။ Okay, ဆက်သွားကြည့်အောင်။ဒီနေ့ဘာလေးဖတ်မလဲဆိုတော့ questions and answers တဲ့အမေးနဲ့အဖြေတွေတဲ့ about အကြောင်းဘယ်အကြောင်းမေးမှလဲ American wedding အာခုနကတော့ဖတ်ထားတယ် American မင်္ဂလာဆောင်တွေနဲ့ပတ်သက်လို့အမေးအဖြေလုပ်ကြည့်ကြမယ်တဲ့ okay ကြည့်ကြည့်ရအောင်ဘာတွေမေးမလဲဘာတွေဖြေမလဲ read the following questions and answers အောက်ဖော်ပြပါမိကွန်းနဲ့အဖြေလေးတွေကိုဖတ်ပေးပါ pay special attention အထူးအာရုံစိုက်ပါ to the words in bold ဘိုးလောက်ထားတဲ့ထူထူလေးလောက်ထားတဲ့စကားလုံးလေးတွေကိုအထူးအာရုံစိုက်ပါတဲ့ okay ဘာတွေမေးပြီးဘာတွေဖြေကြမလဲကြည့်ကြည့်ရအောင် who pays for the wedding who pays ဘသူဒီပေးလေးရှိပါတယ်လေ pay ဆိုတာကပတ်စံပေးတာပေါ့နော် တခုခုကုန်ကြတာကိုပတ်စံငွေကြေးပေးချေတာဒီဖေးလောက်တာဖြစ်ပါတယ်။ Who pays for the wedding? မိင်္ဂလာဆောင်အတွက်ဘသူပတ်စံပေးချေလေးရှိလဲ။ Usually the bride and groom do. များသောအားဖြင့်တို့သားနဲ့တို့သမီးကပေးလေးရှိတယ်။ Specially အထူးသဖြင့် if they are working and earning money. သူတို့ကိုယ်တိုင်ကအလုပ်လုပ်ပြီးတော့ငွေတွေရနေပြီဆိုလို့ရှိရင်သူတို့ဘာသူတို့ပဲပေးကြတယ်။ In some cases တချို့ကိစ္စတွေမှာတော့တချို့အခြေအနေတွေမှာတော့ their parents help တို့မိသားစုတွေကမိဖတွေကကူညီပေးနေရှိတယ်တဲ့။များသောအားဖြင့်တော့ကိုမင်္ဂလာဆောင်အတွက်ကိုပါကိုပဲပစံပေးတယ်။တခါတလေကြရင်တော့မိဖတွေကအခြေအနေတမျိုးမျိုးကြောင့်တော့ဝင်ရောက်ကူညီလေးရှိတယ်ပေါ့။ Okay အဲ့ဒါဆိုကြည့်ကြည့်ရအောင်။မင်္ဂလာဆောင်အတွက်ပစံဘသူပေးခြေလေးရှိသလဲ Who pays for the wedding? Usually the bride and groom do များသောအားဖြင့်တို့သားနဲ့တို့သမီးကိုယ်တိုင်ပစံဝင်နေပြီဆိုရင်ကိုပါကိုပေးလေးရှိတယ်။တချို့အခြေအနေတွေမှာမိဖတွေကကူညီလေးရှိတယ်။ Usually, the bride and groom do, especially if they are working and earning money. In some cases, their parents help. Sadwame, what's a shower? What's 바ဖြစ်တယ်လေ a shower shower ဆိုတာဘာလဲတဲ့ shower ဆိုတာကအင်္ဂလိပ်လိုတရားအတိတ်ပဲဆိုလို့ရှိရင်ရေပန်းကောင်းရေပန်းဆိုတဲ့အတိတ်ပဲပေါ့ဒါပေမဲ့ဒီမင်္ဂလာဆောင်တဲ့နေရာမှာ shower ဆိုတာဘာလဲတဲ့ what's a shower a shower shower ဆိုတာက is ဖြစ်ပါတယ် a party for the bride sometimes the bride and groom before the wedding မင်္ဂလာဆောင်မတိုင်မီမှာသူတို့သမီးအတွက်လုပ်ပေးတဲ့ပါတီပွဲလေးကိုရှာဝါလို့ခေါ်တယ်တဲ့တခါတလေကြရင်တော့သူတို့သမီးရောသူတို့သားရောနှစ်ယောက်လုံးအတွက်လုပ်ပေးတာမျိုးပေါ့ဒါပေမဲ့များသောအားဖြင့်တော့သူတို့သမီးအတွက်လုပ်ပေးတဲ့ပွဲလေးအဲ့ဒါလေးကိုရှာဝါလို့ခေါ်တယ်သူတို့သမီးအတွက်မင်္ဂလာဆောင်မတိုင်မီမှာလုပ်ပေးသောပွဲရှာဝါ Yes give the couple gifts to help them start their new home လာမဲ့ဧည့်သည်တွေကတဲ့ဒီအတွဲကလေးကိုသူတို့ဘဝအသစ်နေအိမ်အသစ်ကလေးစတင်ဖို့အတွက်လက်ဆောင်တွေပေးကြတယ် typical gifts တွေ့ရများလေးရှိတဲ့လက်ဆောင်တွေကတော့ our cookware linens and small kitchen appliances cookware ဟင်းချက်တဲ့ဟာတွေ linens linens တော့ဒါကအိမ်ရခင်းနေခေါင်းအုံဖုံးနေဒါမျိုးတွေဒီ linens တွေ and small kitchen appliances သေးငယ်တဲ့မိဖို့ကြောင့်သုံး က္ကရိယာတွေပေါ့ဥမာမီးဖိုလေးလည်းဖြစ်ခြင်းဖြစ်မယ်ပေါ့နော်ဒါလေး appliances လို့ပြောရင်ဒါလျှက်စစ်ပစ္စည်းသုံးတယ်ရှင့်လျှက်စစ်ပစ္စည်းသုံးမယ် appliances တွေဒါတွေပေးတယ်တဲ့အဲ့ဆိုသူဘာမေးသွားလဲဆိုတော့ shower ဆိုတာဘာလဲ shower ဆိုတာဒီဒါတို့သမီးအတွက်မင်္ဂလာဆောင်မတိုင်မီမှာလုပ်ပေးတော့ပွဲလေးဖြစ်ပါတယ်ဧည့်သည်တွေကဒီအတွဲလေးလိုအပ်မဲ့ပစ္စည်းလေးတွေကိုလက်ဆောင်ပေးတယ်တို့ဘဝအသက်စားဖို့အတွက်များသောအားဖြင့်လက်ဆောင်တွေကဒါဟင်းချက်ပစ္စည်းတွေပြီးတော့ခေါင်းအုံဖုံး အဲ့ရခင်ဒါမျိုးဟာတွေပြီးတော့ကြတော့မိဖို့ကြောင့်သုံးရမယ်လျှက်စစ်ပစ္စည်းအသေးစားလေးတွေဖြစ်ပါတယ် What's a shower? A shower is a party for the bride. Sometimes the bride and groom before the wedding. Guests give the couple gifts to help them start their new home. Typical gifts are cookware, linens, and small kitchen appliances. Who holds the shower who ဘသူသည် holds လက်ခံကျင်းပပါတယ်လေ the shower ဒီ shower ပါတီပွဲကိုဘသူကလက်ခံကျင်းပလဲဘသူက season လဲသူတို့သမီးကိုယ်တိုင်မ season ဘူး usually များသောအားဖြင့် the maid of honor holds the shower သူတို့သမီးကိုယ်တိုင်ရွေးချယ်ထားတဲ့သူ့ရဲ့အရင်းအီဆုံးတငယ်ချင်းလူကောင်မလေးတယောက်ယောက်သူတို့သမီးအရန်တွေက special ဖြစ်တဲ့တရားပေါ့ made of honor ဆိုတဲ့တရားကများသောအားဖြင့်ဒီ shower party ပွဲလေးကို season လေးရှိပါတယ် When do they have the shower? ဘယ်တော့သူတို့ကဒီ shower ပွဲလေးကိုကျင်းပလေးရှိတယ်လဲ Usually the shower is 2 to 6 weeks before the wedding. များသောအားဖြင့် the shower ပွဲလေးကိုတဲ့เนาะမင်္ဂလာဆောင်မတိုင်မီနှစ်ပတ်ကနေ6ပတ်အကြာမှာလုပ်လေးရှိတယ်တဲ့ How long does it take to plan a wedding? မင်္ဂလာဆောင်တစ်ခုစီစဉ်ဖို့ဆိုရင်အချိန်ဘယ်လောက်ကြာလေးရှိလဲ Most couples plan their wedding for 7 to 12 months. တွေ့အများသောအားဖြင့်အတွဲတွေကတော့တဲ့သူတို့ရဲ့မင်္ဂလာဆောင်ကို ခုနှစ်ပတ်ကနေပြီးတော့ခုနှစ်လကနေပြီးဆယ့်နှစ်လကြာစီစဉ်လေးရှိတယ်ပေါ့နော်တစ်နှစ်လောက်ကိုကြိုစီစဉ်တာပေါ့อืม when do the couple send invitations ဘယ်တော့လောက်မှဒီအတွဲလေးကသူတို့ဒီဟိုဟာတွေကိုဖိတ်စာတွေပို့လဲပေါ့ they usually send the invitations about 8 weeks before the wedding ညာတော့အဖြစ်မင်္ဂလာဆောင်မတိုင်မီ၈ပတ်လောက်မှကြိုပြီးတော့ပို့တယ်တဲ့ one guest come in from out of town who pays for their hotel တကယ်လို့ဧည့်သည်တွေကဒီမင်္ဂလာဆောင်ကျင်းပမဲ့မျိုးကနေလာတာမဟုတ်ဘူးတခြားမျိုးကနေလာရတယ်ဆိုလို့ရှိရင်ဒီဧည့်သည်တွေရဲ့ဟိုတယ်ဘိုးဘသူကပေးချေတယ်လဲအဲဒါဆိုရင် they pay for the hotel themselves အော်ဒီဧည့်သည်တွေကိုယ်တိုင်သူတို့ပါသူတို့ဟိုတယ်ဘိုးပေးတယ် however ဘလို့ပဲဖြစ်ဖြစ်ဒါပေမဲ့ the groom pays for his groomsman and the bride pays of her bridesmaid ဟမ်သူတို့သားအရန်သူတို့သမီးအရန်တွေအတွက်ဆိုရင်တော့သူတို့သားအရန်တွေဖို့သူတို့သားကပတ်စံပေးပေးတယ်သူတို့သမီးအရန်တွေဖို့သူတို့သမီးကပတ်စံပေးပေးတယ်ဟိုတယ်ဘိုးတွေကို whom does the groom choose as his best man ဒီသူတို့သားကသူ့ရဲ့ best man ကိုဘသူ့ကိုရွေးလေးရှိတယ်တဲ့ he usually chooses a brother or best friend များသောအားဖြင့်ညီအကိုဒါမှမဟုတ်ရင်အချစ်ဆုံးတငယ်ချင်းတစ်ယောက်ကိုရွေးလေးရှိတယ် the groom chooses other close friends or male relatives as the groomsman อืมဒီတို့သားကကြံနဲ့တို့သားအရန်အနေနဲ့လူတွေကိုကြာသူနဲ့ရင်းနှီးတဲ့တငယ်ချင်းတွေဒါမှမဟုတ်ရင်လည်းဒါအမျိုးရေကယောက်ျားလေးတွေကိုထည့်ပြီးတော့ရွေးလေးရှိပါတယ်တဲ့အဲဒါဆိုဆက်သွားကြည့်ရအောင် When do the bride and groom open their gifts? ဘယ်ချိန်လောက်မှာဒီသူတို့သားနဲ့သူတို့သမီးကသူတို့ရထားတဲ့လက်ဆောင်တွေကို ဖွင့်ဖောက်ကြည့်တယ်လေတဲ့ they open their gifts at home not at the wedding သူတို့ရဲ့လက်ဆောင်တွေကိုအိမ်ပြန်ရောက်မှပဲဖွင့်ဖောက်ကြည့်လေးရှိတယ်ဒီမင်္ဂလာဆောင်မှာတန်းဖောက်တာမျိုးမလုပ်ဘူးတဲ့ how do the guests know what the bride and groom need as gifts အဲ့တဲ့တွေကသူတို့သားနဲ့သူတို့သမီးကမင်္ဂလာဆောင်လက်ဖွဲ့အနေနဲ့ဘာတွေလိုချင်လဲဆိုတာကိုဘယ်လိုသိရမလဲ the bride and groom usually register for gifts at stores bride and groom ကတဲ့နော်ဒီသူတို့သားနဲ့သူတို့သမီးကစတိုးဆိုင်တွေမှာသူတို့လိုချင်တဲ့လက်ဆောင်တွေရဲ့နာမည်တွေကို register လုပ်ထားလိုက်တယ်တဲ့ they list the gift items they want and need for their new home သူတို့အိမ်အသေးအတွက်သူတို့လိုချင်တဲ့လက်ဆောင်တွေသူတို့ရချင်တဲ့အဲရဖို့လိုအပ်တဲ့လက်ဆောင်တွေကိုဒါစည်ရင်းလေးနဲ့ပေးထားလိုက်တယ်တဲ့ when the guests go to buy a gift အဲ့တဲ့တွေကသွားပြီးတော့ဝယ်ပြီးဆိုရင် they check the registry in the store อ๋อ store ใส่เนี่ยดี register လုပ်ထားတဲ့စည်ရင်းကိုစစ်ဆေးကြည့်တယ် however ဘယ်လိုပဲဖြစ်ဖြစ် money is the most popular gift ပတ်စံပေးတာကတော့အာလူကြိုက်အများဆုံးပဲပေါ့เนาะပတ်စံပေးတာတော့အကောင်းဆုံးပဲတဲ့ how do i know how much money to give သူတို့ကကပတ်စံဘလောက်လက်ဖွဲ့ရမယ်ဆိုတာကိုကိုကိုဘယ်လိုသိနိုင်မလဲ most guests spend about 100 dollars on a gift ညာတော့အဖြစ်ဧည့်သည်တွေကလက်ဆောင်တစ်ခုမှာ100ဒေါ်လာလောက်တော့သုံးလေးရှိကြတယ်။ People who are closer to the bridal groom often spend more သူတို့သားသူတို့သမီးနဲ့ပိုရင်းနေတယ်ဆိုရင်တော့ပတ်စံပိုသုံးတယ်တဲ့100ဒေါ်လာထက်ပိုပြီးတော့သုံးပါတယ်တဲ့။ Okay အဲ့ဒါဆိုဒီမှာဘာတွေဖြစ်သွားလဲကြည့်ကြည့်ရအောင်။မိင်္ဂလာဆောင်အတွက်ဘသူကပတ်စံထုတ်တော့ ဒီသူတို့သားနဲ့သူတို့သမီးကိုရိုင်းအလုတ်လုတ်ပြီးတော့ပတ်စံရနေပြီဆိုရင်သူတို့ပါသူတို့ငွေစိုက်ထုတ်ပြီးလုတ်တယ်တချို့အခြေအနေတွေမှာတော့သူတို့မိဘတွေကကူညီလေးရှိတယ်ရှာဝါဆိုတာပါလေရှာဝါဆိုတာသူတို့သမီးအတွက်မင်္ဂလာဆောင်မတိုင်မီမှာလုတ်တဲ့ပါတီပွဲလေးတစ်ခုဖြစ်တယ်ဧည့်သည်တွေကဒီရှာဝါပွဲကိုလာတဲ့ဧည့်သည်တွေကသူတို့သားသူတို့သမီးလိုမဲ့ပစ္စည်းလေးတွေကိုလက်ဆောင်ပေးတယ်ဘာတွေလဲဆိုတော့ဟင်းချက်စရာတွေပြီးတော့ကြတော့ဒီဟိုဟာ linens တွေပေါ့ linen ဆိုတော့အိယဖောဦးနော်အဲ့ရခင်ဖုံးတို့ဘာဖုံးတို့ဒါတွေပြီးတော့ကြတော့ မိဖို့ချောင်းထဲမှာတုံးရမယ်လျှက်စစ်ပစ္စည်းအသေးစားလေးတွေလက်ဆောင်ပေးတယ်အဲ့ဒါဆိုဒီ shower party ပွဲကြီးကိုဘသူကစီစဉ်ပြီးတော့ကျင်းပတော့သူတို့သမီးရွေးထားတယ်သူတို့သမီးနဲ့အခင်ဆုံး made of honor ဖြစ်တဲ့လူကသွားပြီးတော့လုပ်ပေးတယ်ပဲချိန်လောက်မှာဒီ shower party ကိုလုပ်တော့မင်္ဂလာဆောင်မတိုင်မီနှစ်ပတ်ကနေ6ပတ်အကြာမှာလုပ်လေးရှိတယ်။မင်္ဂလာဆောင်တစ်ခုကိုစီစဉ်ရတာအချိန်ဘလောက်ကြာလေးရှိလဲ။9လအနေ12လကြာလေးရှိတယ်။ဒီ သူတို့ကဗောနော်ဒီဖိတ်စာတွေကိုဘယ်ချိန်လောက်မှပို့လေရှိလဲမင်္ဂလာဆောင်မတိုင်မီ10ပတ်အကြိုလောက်မှစပြီးတော့ဖိတ်စာတွေပို့တယ်တကယ်လို့မင်္ဂလာဆောင်လာမဲ့ဧည့်သည်တွေဒီတခြားမျိုးကလာရတာဖြစ်တယ်ဆိုရင် out of town တခြားမျိုးကလာရတာဖြစ်တယ်ဆိုရင်သူတို့ရဲ့ဟိုတယ်ဘိုးကိုဘသူက ပေးပေးလဲသူတို့ပါသူတို့ပဲပေးပေးတယ်ဒါပေမဲ့ဒီသူတို့သားအရန်တွေအတွက်ဆိုရင်တော့သူတို့သားကပေးပေးပြီးတော့သူတို့သမီးအရန်တွေအတွက်ဆိုရင်တော့သူတို့သမီးကပေးပေးတယ် ဒီတို့သားကသူ့ရဲ့ဘက်စမန်ကိုဘလို့ရွေးလဲညာတော့အပြင်သူ့ရဲ့ညီအကိုတယောက်ယောက်ဒါမှမဟုတ်အချစ်ဆုံးတငယ်ချင်းတယောက်ကိုရွေးတယ်တခြားတို့သားအရန်အနေနဲ့တော့သူနဲ့ရင်းနှီးတဲ့တငယ်ချင်းတွေဒါမှမဟုတ်ရင်အမျိုးရဲရယောက်ျားလေးတွေကိုရွေးလိုက်တယ်တို့သားနဲ့တို့သမီးကဘဲအချိန်မှာတို့ရဲ့လက်ဆောင်တွေကိုဖွင့်ဖောက်ကြည့်ကြလဲအိမ်ရောက်မှပဲဖွင့်ဖောက်တယ်မင်္ဂလာဆောင်မှာတန်းပြီးဖွင့်ဖောက်လေမရှိဘူး ဒီဧည့်သည်တွေကဒီသူတို့သားနဲ့သူတို့သမီးကလက်ဆောင်အနေနဲ့ဘာတွေလိုချင်လဲဆိုတာကိုဘယ်လိုသိနိုင်မလဲသူတို့သားသူတို့သမီးကဒီစတိုးဆိုင်နေမှာသူတို့ဘာတွေလိုအပ်တယ်ဘာတွေလိုချင်ပါတယ်ဆိုတာကို registry တင်ထားလေးရှိတယ်အဲ့ဒါကိုဧည့်သည်တွေကပြည့်စည်သွားဝယ်တဲ့အခါမှာအဲ့ registry ကိုသွားပြီးတော့စစ်ဆေးပြီးတော့လိုအပ်တာဝယ်ပေးလို့ရတယ် ဒါပေမဲ့လည်းပတ်စံပေးတာကတော့နာမည်အကြီးဆုံးပဲအကောင်ဆုံးပဲ။ Okay ပတ်စံဘလောက်ပေးရမလဲဘလောက်လက်ဖွဲ့ရမလဲဆိုတာဘယ်လိုသိနိုင်မလဲ။များသောအားဖြင့်ဧည့်သည်တွေကတော့လက်ဆောင်တစ်ခုမှာဒေါ်လာ100လောက် လက်ဖွဲ့ပေးလေးရှိကြတယ်။တကယ်လို့သူတို့သားသူတို့သမီးနဲ့ပို့ပြီးတော့ရင်းနှီးတယ်ဆိုရင်တော့ငွေပို့ပြီးတော့တုံးနေရှိကြတယ်။ဒါကတော့ question and answers about american weddings. Thank you very much. Please subscribe to my channel.